စွမ်းကြီးမှသောအိုလံပီယံနဗျာသုံးပါးထဲမှာပါဝင်တဲ့ပူဆာဒန်တိုင်တန်ပြင်ခရိုနော့စ်နဲ့ရီယာတို့ရဲ့သားဖြစ်ပါတယ်။ပူဆာဒန်ဟာသူ့ရဲ့ညီငယ်ဆုံးနဗျာတို့ရဲ့ဘီယင်စုပြီးစွမ်းကြီးမှသောနဗျာဖြစ်တယ်။သူတို့ရဲ့ဖခင်ခရိုနော့စ်ဟာသူ့ထက်စွမ်းရည်ပုံမုံထက်မြက်တဲ့ကလေးတွေမွေးဖွားလာပြီးနန်းလူခံရမယ်ဆိုတဲ့ဟောခိုင်းတယ်။မွေးလာတဲ့မန်သားသမီးတွေကို မမိုက်ရဲမျိုးချပစ်ခဲ့ပစာရံဘာဝင်သားသမီး၅ယောက်ကိုဝေကင်းစားမှာပဲမျိုးချခဲ့ပြီးမယ်အငယ်ဆုံးသားစုဟာတော့ဒီဗီယာရီယာရဲ့ခြေစုံနဲ့လွမြောက်ခဲ့တယ်ပစာရံတို့မော်ဒမ၅ယောက်ဟာဟာကင်ခရိုနက်စ်ဝိုင်းထဲမှာပဲကြီးပင်းခဲ့ပြီးတော့အငယ်ဆုံးသားစုအွေရောက်လာတဲ့အခါခရိုနက်စ်သောဝဲဝိုင်းခွဲထဲမှာအော်အန်စီတဲ့မော်စီးရီထည့်ပြီးတော့အခုရီမရီကိုကယ်တင်ခဲ့တယ်သူတို့ဟာ ကျွန်းတချင်းကိုထွက်ပြေးလာကြပြီးတော့ဖခင်ခရိုနဲ့စူဆောင်းတဲ့တိုင်တန်တွေကိုတိုက်ခိုက်ဖို့စီစဉ်ရတယ်။ကျုံတော့ခံထားရတဲ့ဥလေးတွေဖြစ်တဲ့ Cyclops နဲ့ Hackathon Chris တွေကိုလွတ်ပြေးပြီးအစွမ်းထက်တဲ့လက်နက်တွေသုံးလုံးစီခဲ့တယ်။နောက်ဆုံးတိုင်တန်တွေနဲ့စစ်ပွဲကို10နှစ်ကျော်တိုက်ခိုက်ပြီးဇူးဦးဆောင်တဲ့နဗျာတွေကနိုင်ရခဲ့တယ်။ဇူးကကောင်းကင်ကိုပိုင်သာယူပြီးအကိုအကြီးဆုံး Hades က မြေဩကပါကိုပိုင်စားယူခဲ့တယ်။ပူဆိုင်ရန်ကတော့ပင်လယ်သမုဒ္ဒရာကိုကြီးစိုးတဲ့နဗျာဖြစ်လာတယ်။သူဟာဦးလေးဖြစ်သူဆိုင်ကလော့တွေတွန်းလှုပ်ပေးခဲ့တဲ့သုံးမြောက်ခရင်ကွာလက်နက်ကိုအမြဲလိုကင်ဆောင်လဲတွေ့ရတတ်တယ်။ပူဆိုင်ရန်ဟာလူဦးဆောင်တဲ့အိုလံပီယံနဗျာရီနေထိုင်တဲ့အိုလံပတ်တောင်မှနေလိမ့်မရှိပဲသမုဒ္ဒရာအောက်မှာ Atlantic ရေအောက်နံတော်ကြီးစောက်ပြီးနေထိုင်ပါတယ်။ ပုဆိုင်တဲ့ဟာနန်းတက်ပြီးနောက်ပြည်သင်နဲ့ဘုရားတစ်ပါးဖြစ်တဲ့ Narius ရဲ့သမီးတော် Amphitrite ကိုချစ်ခွင့်ပန်းခဲ့တယ်။ Amphitrite ကလက်မခံပဲထွက်ပြေးသွားတဲ့အခါပုဆိုင်တဲ့ပေါက်ကွဲပြီးအော်လိုက်တဲ့အံဟာမုတ်ရရဲမှာရှိတဲ့ဝီလာငါရဲ့ရေပွဲကြီးတွေကိုတော့အမိုးမေ့သွားစေပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့လင်းမိုင်တမှုဒါဖင်ရဲ့ဆက်ဆက်ပေးမှုကြောင့် Amphitrite ကပုဆိုင်တဲ့ကိုလက်ခံခဲ့ပြီး ပင်လယ်နက်မိဖုရားမှာဖြစ်လာခဲ့တယ်။ပူဇိုင်တဲ့ဟာစုလိုပဲရှုပ်ဝေသူဖြစ်တယ်။ဒီနေ့ကမ်းခြေမှာအမားဖြစ်သူဒီမီတာသပင်ပန်းမင်းတို့ရဲ့နတ်ဖုရားမှာအပန်းပြေလမ်းလျှောက်နေခဲ့။ပူဇိုင်တဲ့ကိုတွေ့တဲ့အခါမြေမလေးတွင်ဖန်ဆင်းပြီးအချားမြုပ်တွေနဲ့ဝင်ရောကပုံအောင်နေလိုက်ပါတယ်။ပူဇိုင်တဲ့ဟာမြင်းဖြူကြီးတွင်ဖန်ဆင်းပြီးဒီမီတာနောက်တင်းလိုက်ပါတော့တယ်။သူဟာမင်းနေကိုအမိန်ပေးစေခိုင်းနိုင်တာကြောင့် နောက်ဆုံးဒီမီတာကိုဝိုင်းမိသွားပါတော့တယ်။ပူဆိုင်တန်နဲ့ဒီမီတာတို့ချစ်ချွမ်းဝင်ရကဒက်စပီနာနဲ့သမီးနဲ့အာရီယွန်နဲ့မြင်းမြန်သားသမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ပူဆိုင်တန်ဟာဒူမာဖြစ်သူစစ်နှစ်ဖျားမှအီဒီနာနဲ့မကြာခဏကတောက်ကစားဖြစ်လေရှိတယ်။အီဒီနာကိုဝတ်ပြုဖို့ဆောက်လုပ်ထားတဲ့ဘုရားကျောင်းမှာမီဒူးဆာဆိုတဲ့ချောမောလာပါတဲ့လူသားမိမပြိုလေးဟာ အပြုစင်သီလရှင်ဖြစ်တဲ့လှုပ်ချွေပြုလျက်ရှိတယ်။ဘူဆိုင်တဲ့ဟာအေဒီနာကိုနှောက်ယှက်ပြုလိုတာကြောင့်ဖခင်ကြောင့်လည်းအေဒီနာရုပ်တုရှင်မှာမိသူစာကိုဆွဲဆောင်စီရင်ပြီးဒါမယာပြုခြင်းခဲ့တယ်။အေဒီနာကစိတ်ဆိုးပြီးမိသူစာနဲ့အတူသူ့ဖော်မျိုးသမီးနှစ်ယောက်ကိုကြောက်စရာမွေးနှံဆိုးများဖြစ်အောင်ခြင်းကတိုက်ပြီးမိယောက်ကူကြီးတွေကိုပို့လွှတ်လိုက်တယ်။မိသူစာရဲ့လာပါတဲ့သဘင်တွေဟာ ဝင်များအဖြစ်အသွင်ပြောင်းသွားပြီးတော့သူ့မျက်လုံးကိုကြည့်မိတဲ့သူပန်းသမားကြောက်ရွံ့ဖြစ်သွားကြတော့တယ်။ဖိုဆိုင်ရဲ့လူသားမိန်းမနဲ့ရတဲ့သားတော့ဒမ်မီကပါစီယက်စ်ကမီဒူဆာရဲ့ခေါင်းကိုဖြတ်လိုက်တဲ့အချိန်မှာနတ်သားခရိုင်ဆာနဲ့နတ်မြင့်မန်ဘဂီဆက်စ်တို့ကိုဝင်ခွာခဲ့တယ်။ဖိုဆိုင်ရဲ့ဂရိနိုင်ငံရဲ့ညိုကြီးတစ်မျိုးရဲ့အကူအွယ်ခံဖြစ်ဖို့အတွက်လည်း အီဒီနာနဲ့ပြိုင်ဆိုင်ခဲ့တယ်။ဘူဆိုင်တန်ကမြို့သားတွေကိုလက်ဆောင်အဖြစ်မြင်းတချို့နဲ့စံချောင်းတစ်ခုဖန်ဆင်းပေးခဲ့တယ်။အီဒီနာကတော့တန်လွင်ပင်ကိုလက်ဆောင်အဖြစ်ဖန်ဆင်းပေးခဲ့တယ်။မြို့နေလူသားတွေဟာဘူဆိုင်တန်ဖန်ဆင်းပေးတဲ့စံချောင်းကရေတွေကပင်လယ်ရေတွေလိုရေငန်တွေဖြစ်နေတာကြောင့်မနစ်သက်ကြဘူး။အီဒီနာဖန်ဆင်းပေးတဲ့တန်လွင်ပင်ကတန်လွင်သီးတွေတန်လွင်စီတွေရတဲ့အတွက်ဘုံဘုံနှစ်သက်ကြတာကြောင့် ပြိုင်ပွဲမှာအီဒီနာကနိုင်ရခဲ့တယ်။မျိုးရဲ့နာမည်ကိုလည်းအီဒန်မျိုးလို့ခေါ်တွင်ခဲ့တယ်။နဗျားတို့ရဲ့ဘယင်စုဟာသူမပေါ်ထားတဲ့ဂရီကိုဖျက်ပြီးရှုပ်ပွေတဲ့အတွက်သူ့ရဲ့မိဖုရားဟေရာကမကျေနပ်ပါဘူး။သူဟာဇုကိုပုံကံမှုအတွက်ပူဇော်တယ်တဲ့အတူဇုရဲ့သားသမီးတွေဖြစ်တဲ့အီဒီနာနဲ့အပူလူတို့နဲ့အတူချမ်းစီခဲ့တယ်။ဇုအိမ်မော်ကြနေတဲ့အချိန်မှာသူတို့ဟာ မော်ဆွဲနေပြုလုပ်ထားတဲ့ရွှေချင်းကြိုးကြီးတွေနဲ့တုံ့နှောင်ခဲ့ပါတယ်။ဇုတုံ့နှောင်ခံထားတဲ့အချိန်မှာပူဆိုင်ရန်ကဇုကိုထင်ရမဆိုင်မဲ့အောက်မုံများတော့သာအုပ်ချုပ်ဖို့တိုက်တွန်းပြီးဂရီဘေးပါကလွတ်ပေးမယ်လို့ဆိုပါတယ်။မာနကြီးတဲ့ဇုကလက်မခံတဲ့အတွက်သူတို့လေးယောက်ဟာဇုကို တုံ့နှောင်ထားခဲ့ပြီးအစီဝေးခံမာတယ်မှာတွားရောက်ဆွေးနွေးတိုင်မြင်ရတယ်။ဖန်စီခံထားရတဲ့ဇုကိုပင်လယ်နယ်သမီး Thetis ကတွေ့ရှိသွားပြီး Hackathon Creek ကိုညီနဲ့လွမြောက်သွားပါတယ်။ပုံကံမှုအတွက် Poseidon နဲ့ Apollo ဟာမတိမျိုးစွမ်းနဲ့ရုပ်သိမ်းခံရပြီး Try မျိုးကလူသားဘရင်ထံမှာအမှုထမ်းမှုအပြည့်ပြည့်ခံကြရတယ်။ Try ဘရင်က Poseidon ကိုအုံမြူယိုကြီးတိဆောက်ဖို့ခိုင်းစေပြီးအောင်မင်းလေးစူလက်ချီးမြင့်မီလို့ကြေပြီးတယ်။ Poseidon ဟာနတ်အစွမ်းနဲ့ဖယ်ရှားခံထားပါပဲ။ ကြီးမားတဲ့ကျောက်တုံးကြီး6ခုကို အလွယ်တကူမယူနိုင်လောက်အောင်တတ်မှနေသေးတဲ့အတွက်ခိုင်ခန့်တဲ့ဥဒရာကြီးကိုဆောက်လုပ်ပြီးစည်းခဲ့တယ်။ Try ဘီယင်စီမှာစုလက်ကိုတောင်းတဲ့အခါတင်းအားလွတ်လပ်ခွင့်စုလက်ကိုပေးလိုက်ပြီးဟူတာအချောင်းပြန်တဲ့အတွက်ပူဆိုင်တဲ့ဟာ Try ဘီယင်ပေါ်လှူထားပြီး Olympus တောင်ကိုပြန်လာခဲ့တယ်။စူးထန်ကနတ်ဘုရားစွန့်နေပြန်ရတဲ့အခါ Try ဘီယင်ရဲ့တင်မောတွေကိုနှိမ့်မြုပ်ပြစ်ပြီးထူချန်စပွဲမှလည်း ရန်သူကလေးတွေပဲကကူညီပေးခဲ့တယ်။ပခိုင်တဲ့ဟာလူသားမျိုးသမီးဆယ်လီဂျက်ဆန်နဲ့ချစ်ချိုက်ခဲ့ပြီးဂရီးတမိုင်းမှာထင်ရှားတဲ့လူတစ်ပိုင်းနဲ့တစ်ပိုင်းတမ်မီကောဖြစ်တဲ့ဘာစီယက်ဂျက်ဆန်ကိုမွေးဖွားခဲ့ပါသေးတယ်။ပခိုင်တဲ့ဟာသုံးမခရင်နဲ့နှစ်ကိုပိုင်ဆောင်လေးရှိပြီးပင်လယ်ရေလိုင်းတွေမုန်တိုင်းနဲ့ငလျင်တွေကိုလူသူလူစီသားဖန်တီးနိုင်ပါတယ်။သူဟာမြင်းများရဲ့အရှင်သခင်လည်းဖြစ်တယ်။သူပိုင်ဆိုင်တဲ့အစွမ်းတွေကို အခြားနယ်ပယ်ရာတွေလူသားတွေကိုပေးအပ်နိုင်ပြီးပြန်လဲရုပ်သိမ်းနိုင်ပါတယ်။သမုဒ္ဒရာအောက် Atlantis နန်းတော်မှာနေထိုင်ပြီးရေအောင်စစ်တပ်ကိုလည်းအမိန်ပေးနိုင်ပါတယ်။